အမေရိကန်သမ္မတထရန့်ကအစ္စရေးနဲ့အီရန်အင်္ဂါနေ့ကအပြန်အလှန်တိုက်ခိုက်ခဲ့တာကြောင့်အကြီးအကျယ်စိတ်ပြက်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးနှစ်နိုင်ငံစလုံးကသူတို့ဘာလုပ်နေတာကိုမသိကြဘူးလို့ပြစ်တင်ပြောကြားခဲ့ပါတယ်။အင်္ဂါနေ့မနက်မှာပြုလုပ်မဲ့နေတိုးထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အင်ဖြူတော်ကထွက်ခွာတဲ့အချိန်ထရန့်ကအခုလိုမှတ်ချက်ပေးခဲ့တာပါ။အစ္စရေးနဲ့အီရန်တို့ဟာဒိုင်းလာနေညမှာအပြစ်ခတ်ရက်စဲပြီးတဲ့နောက်ဒုံးကျည်တွေအပြန်အလှန်ပြစ်ခတ်ခဲ့ကြပါသေးတယ်။ ကျွန်တော်အစ္စရေးရဲ့လုပ်ရက်ကိုစိတ်ပြက်မိပါတယ်ခမားသိပါတယ်ကျွန်တော်ပြောတယ်အခု12နာရီအပြည့်ရက်ထားတယ်ပထမနာရီမှာမတိုက်ခိုက်နဲ့လို့ပြောတာနားမထောင်ကြဘူးဒါကြောင့်ကျွန်တော်တို့ကိုစိတ်ပြက်မိတယ်အီရန်ကိုလည်းစိတ်ပြက်တယ်ဒါပေမဲ့အစ္စရေးကတိုက်ခိုက်ရင် ပိုစိတ်ပြက်မိမှာပါလို့ထရန့်က ပြောကြားခဲ့ပါတယ်ကျွန်တော်တို့မှာအချိန်အကြာကြီးပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေတဲ့နိုင်ငံနှစ်ခုရှိတယ်။ကိုဘာလို့လို့လုပ်နေတယ်ဆိုတာတို့မသိကြပါဘူးလို့သူကဆက်ပြောပါတယ်။ အစ္စရေးဘုံတွေကိုမကျဲပါနဲ့ဘုံကျဲခြင်းကအဓိကချိုးဖောက်မှုတစ်ခုဖြစ်တယ်။လေယာဉ်မှုတွေကိုအခုပဲအိမ်ပြန်ပို့ပါလို့ Trump က Marine One ရဟတ်ယာဉ်မော်တက်ပြီးမကြမီ Truth Social မှာရေးသားခဲ့ပါတယ်။မိနစ်ပိုင်းအကြာမှာအစ္စရေးကအင်္ဂါနေ့မနက်ခင်းတိုက်ခိုက်ဖို့အစီအစဉ်တွေကိုဖျက်သိမ်းကြောင်းသူကကြေညာခဲ့ပါတယ်။အစ္စရေးကအီရန်ကိုတိုက်ခိုက်မှာမဟုတ်ပါဘူး။လေယာဉ်အားလုံးကပြန်လှည့်ပြီးအိမ်ပြန်ပါပြီ။ဘယ်သူမှထိခိုက်မှာမဟုတ်ပါဘူး။အပြစ်ခတ်ရဲစဲရေးကအသက်ဝင်နေပါပြီ။ အဲ့ဒီကိစ္စကိုအာယုံဆိုင်တဲ့အတွက်ကျေးဇူးတင်ပါသည်လို့ထရန့်ကရေးသားခဲ့ပါတယ်။ဒိန်လာနေညမှာထရန့်က အစ္စရေးနဲ့အီရန်တို့ကြားအပြစ်ခတ်ရက်စဲရေးကိုကျင်ညာခဲ့ပြီးပြည်ပခါကို12ရက်ကြာစစ်ပွဲလို့ခေါ်ဆိုခဲ့ပါတယ်။ဒါပြင်အီရန်ကနျူကလ িয়ার ဆက်ရုံတွေကိုဘယ်တော့အခါမှပြန်လည်တိစောက်ခွင့်ရလိမ့်မှာမဟုတ်ကြောင်းထရန့်ကရေးသားခဲ့ပါတယ်။ ကာတာမှာရှိတဲ့အမေရိကန်ရဲ့လေတပ်စခန်းကိုအီရတ်ကကန့်သက်တိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်အမေရိကန်ကအဆိုပြုထားတဲ့အပြစ်ခတ်ရစေးရေးဆိုင်ရာအီရန်ရဲ့သဘောတူညီချက်ကိုကာတာဝန်ကြီးချုပ်ကအာမခံခဲ့ပါတယ်။အပြစ်ခတ်ရစေးကြောင်းကြီးညာပြီးမှအီရန်ကအစ္စရေးဘက်ကိုဒုံးကျည်နှစင်းပစ်လွှတ်ခဲ့ကြောင်းအကြီးတန်းအစ္စရေးအရာရှိတူက Fox News ကို အင်္ဂါနေ့မှာပြောကြားခဲ့ပြီးနောက်နိုင်ရအနေငယ်အတွင်းအီရန်ကထပ်မံပစ်ခတ်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။လောကမီဒီယာတွေဆက်လက်ရည်မှန်ဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။